မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော့ဣကကနိပတ်တဲကနဘတ်129ကလန်တုကဆက်တော့အကြောင်းဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့တတိတာပြောကပြည့်စံတဲ့တတိသမီးနှစ်ညာတစ်ဖြစ်အလွန်မန်မုန်နေ၍ကျွံပွားပြန်ရောက်ရတော့ကလန်တုကကျွံအကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နှလူတို့၏ဇာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ကဲ့ရဲ့ကြောက်ကြတတ်သောယဟန်တပောင်းကိုကြောင်းပြု၍အောက်ပါအသေးဆက်ကိုဆောင်းတော်မူသည်ပိစုပန်ဝတ္ထုအတေဝတ္ထုနှမျိုးတို့သည်ကတဟာကဇနှင့်တူ၏သူတမျှကိုဒါပြဆိုမည်ဖြစ်ပါသည်နှွန်လေပြီးသောအခါဗာရဏတိပြည်ဝဲပြမတ်မင်းမင်းပြုတည်ရှိသောဖျားအောင်သည်စီစဉ်ဥစားကျွဲဝါသောတထေဖြစ်လေ၏ ိုတထေးဤကလန်တုကမြည်တော်ကျွန်ဒီတထေးကြီးအဆွေခင်ပွန်းဖြစ်တော်ပြစ်စံတဲ့တထေးထံတို့တော်ကဗာရဏတီတထေးကြီးဤတာဟုလင်းလေလဲ့စားကပြစ်စံတဲ့တထေးသမီးနှင့်လက်ထက်စီ၍အများစွာသောအချံရန်ဖြစ်နေလေ၏ဗာရဏတီတထေးကြီးလည်းကလန်တုကကျွန်ကိုမမြင်သဖြင့် စုံစမ်းရှာဖွေစေလက်တော့သွားတော်ရက်ကိုမတိတဖြစ်စုံစမ်းရှာဖွေရင်အိမ်၌မေးထားတော့ခြေသားငယ်ကိုဈေးလွတ်လိုက်၏ခြေသားငယ်သည်ဟိုဟိုဒီဒီလှက်ပတ်သွားလာသည်ရှိတော့ထိုကလန်တုကနေတော့ပြည်စံတွင်မျိုးတို့ရောက်လေ၏ထိုအခါကလန်တုကလည်းမျက်နှာရည်ကစားရန်ညာစွာသောခဲပွဲဘောစဉ်ပန်းနန္ဒာနန္ဒာပြောင်းတို့ကိုယူခဲ့စေ၍တတိယသမီးနှင့်အတူလှေစည်းကရေ၌ကစားလေ၏ ထိုရ၌မြစ်တွင်ရေကစားသောအစိုးရသူတို့သည်ထက်စွာသောဆေးဖြည့်ထုံအပ်သောနှုတ်ကိုတောက်သည်ဖြင့်တစ်နေ့လုံးကစားကြတော်လဲအချမ်းဖြင့်မနှိမ့်ဆက်နိုင်ကြပြီကလန်တုကလည်းနှုတ်ရေကိုပစက်ဖြည့်ငုံ၍ပလုတ်ကျင်းပြီးထွေးတည်ရှိသောရေထဲတွင်မထွေးပဲတထေတမီဥကောင်း၌ထွေးလေ၏မြစ်ကန်နာဝဲရေတပန်းပြင်တစ်ခု၌နားလျက်ကြည်နေသောခြေသားငယ်မြင်၍ ဟဲကလန်တုကကျွန်းမိမိအမျိုးနွယ်ကို၎င်း၊နေရာရက်ကို၎င်းပြန်၍အောင်မေလော့နို့ရီကိုပလုတ်ခြင်းပြီးအမျိုးနွယ်နေပြေဆုံးတော့ချမ်းသာစွာကြီးပွားတော့တတိသမီးဥကောင်းမှာမထွေးပါနဲ့မိမိဤပမာဏကိုတီလော့တင့်အမျိုးအနွယ်နေရာရက်ကိုငါတီဤတင့်ကိုငါဖမ်းမည်နို့ရီကိုတောက်လော့ဟုဆိုလေဤကလန်တုကကျွန်းလဲကြီးသားငယ်အတန်ကိုကြားလျင် ငါပြပြအကြောင်းအရာများပေါ်တော့မည်လို့ကြောက်ရွံ့သည်ဖြင့်ကြေးသားငယ်အားအရှင်အကျွန်ုပ်ထံလာပါဘယ်ကလာခဲ့ပါသနည်းဟုမေးလေ၏ကြေးသားငယ်လည်းဤကလန်တုကကြုံကငါအကျိုးစီးပွားကိုလိုလား၍ခေါ်သည်မဟုတ်နှင်းကိုလိန်၍တက်ရန်ခေါ်ခြင်းဖြစ်သည်ဟုတည်၍ငါတင့်ထန်တို့မလားလို့ဟုပြောကဗာရန်တီမြို့တော်တို့ပြန်သွား၍တတိကြီးအာမြင်ခဲ့သောအတိုင်းအကုန်အစင်ပြန်လဲပြောကြားလျှောက်ထားလေ၏ တတိကြီးလည်းကလန်တုကဂျွန်ဒီမတင်တော်မှုကိုပြုပြီးဤဟု ပြောဆိုပြီးလင်တွား၍အာနာပြုကဗာရဏသီမျိုးတို့တဖန်ပြန်ခေါ်လာခဲ့၍ကျွန်အောင်သောဆောင်ဖြစ်ပင် သုံးဆောင်လေ၏ ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်သောဝတ္ထုတို့ကိုအနုတန်တိဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါကလန်တုကကြွန်သည်ယခုအခါရှုတ်ချခဲ့ရင်တော်ယဟန်ဗာရဏတိတထေးကြီးသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ကလန်တုကဇက်တော်ဤတွင်ပြီး၏ ခုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးသွေးဝင်ငြိမ်းချမ်းကြပါစေ။